အဲ့ဒါမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှတော့ YC ရောက Brother တို့အတွက်ဒီ Fee ပေါ့နော် Fee ရဲ့ skin ဖြစ်တဲ့ကျွန်တော် Gara ရဲ့ skin ကိုကျွန်တော်တို့ Fee ဘယ်လိုဂုံစင်းသွားရမလဲပြီးတော့ဘာရဲ့အချက်တွေကိုဘယ်လိုတွေလုပ်ပြီးတော့ဂုံစင်းရမလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ် ဒါနဲ့ခဏလေးနေအောင် brother တို့ရေကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ giveaway တွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe ကြီးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်ကဲအဲ့တော့ဘေးရဲ့စကင်ကိုဒီဘယ်လိုကောင်းရမလဲဆိုတာမပြောခင်ဘေးရဲ့စကင်ကဘယ်အချိန်မှရမလဲပြီးတော့ဘယ်လိုတွေ ပေးသွားဖို့ရှိလဲဆိုတော့ကြားနေနဲ့ရှင်းပြမယ်။သူ့အနေနဲ့ဒီအောက်မှာ brother တို့မြင်တွေ့နေရတဲ့အတိုင်းပဲမီးရောက်လေးရှိရပါတော့။အဲ့ဒီမီးရောက်လေးတွေကိုကျွန်တော်တို့က 1800ပြည့်ရဲ့အထိစုမယ်ဆိုလို့ရှိရင်ကျတို့ VS skin ဖြစ်တဲ့ Gara skin ကိုရရှိတော့မှာဖြစ်ပါတယ်ဆိုတော့သူ့အနေနဲ့ဒီမှာ point 1900မှာဆိုလို့ရှိရင်တော့ဘာရမလဲဆိုလို့ရှိရင်အယုတ်တူရမယ်ပြီးတော့ရင် point 1500မှာဆိုလို့ရှိရင်လည်းကျတို့ဒီ animation effect ရမယ်ပြီးတော့လည်းဒီမှာအဲ inline skin အထုပ်လေးရမယ်ပြီးတော့ဘာညာတရကာလေးရမယ်ပေါ့နော်သူ့အနေနဲ့ point 2400ကိုရောက်သွားပြီဆိုလို့ရှိရင်တော့ custom action တစ်ခုရမယ်ဒီ point 3000ရောက်သွားပြီဆိုရင်တော့ achievement တစ်ခုရမှာဖြစ်ပါတယ်ကျေးဇူးကြောင့် point 1800ပြည့်အောင်ပေါ့နော်ဒီမိတောက်လေးတွေကို ဘယ်လိုဆွေးရမလဲဆိုတာပြပြပေးတောင်းဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီဝင်ဝင်ချင်းမှမြင်တွေ့ရမယ်ကျွန်တော်ဒီနေ့စဉ်လေ့ကျင့်ရရှိရပေါ့နော်နေ့စဉ်လေ့ကျင့်ရင်းထဲမှာကျွန်တော်နေ့စဉ်တက်ဆိုတာရှိပါတယ်နေ့စဉ်တက်ကတော့ကျွန်တော်ဘယ်လိုပြောရမလဲဆိုတော့နေ့တိုင်းဒီ test တွေကိုထက်ခါထက်ခါလုပ်နေရမှာเนาะဥပမာ gain တွေကို login ဝင်လာတော့ gain ဆော့တာတော့၄ပွဲကစားပါ၂ပွဲကစားပါအဲတပွဲကစားပါဒါမျိုး test လေးတွေကိုပြီးအောင်လုပ်ဖို့လိုအပ်တယ်ဥပမာတော့သူ့အနေနဲ့အငြင် test အငြင် test ကဘာတွေပါမလဲဆိုတော့သူ့အနေနဲ့ဒီထဲမှာအဲ Mobile Legends နဲ့ Naruto ရဲ့ collaboration ထွက်လာကိုကြည့်ပါပြီးတော့အဲဒီ event မှာပေါ့နော် Naruto event မှာ draw အချိန်30ဖောက်ရမယ်ပြီးလို့ရှိရင် Naruto skin အီးပန်နေရပါတော့တခုပြည့်တဲ့နောက်တဲ့စာစုကဲခခရှိစက်ကူလာစားတဲ့စကင်းတကောင်အပိုင်ယူရမယ်ဒီချက်တွေပေါ့နော်ပြီးတော့ရင်တော့ကျွန်တော်တို့အဲနောက်တော့စကင်းအီးပန်မှာဘလို့ဖောက်ဘလို့ဖောက်ဒီနားမှာဖတ်ချင်ရင်တိလောက်မယ်လို့ထင်ပါတယ်ကျွန်တော်အရှိအရှိမြရင်ပို့ပြီးတော့ကြာပါမှာဆိုလို့ပေါ့နော်အဲ့လိုမျိုးလေးလောက်ပြကျွန်တော်တရားလေးနဲ့မီးတောက်လေးတွေရနိုင်တယ်ပြီးတော့နေစဉ်တက်စကနေလဲကျွန်တော်တို့မီးတောက်လေးတွေကိုကုန်းစင်းလို့ရနိုင်မှာဖြစ်ပါတယ်အဓိကတော့ဂိမ်းဆော့ဖို့ပဲပေါ့နော်ဒီနေစဉ်လေးချင်းရတော့အဓိကအဖြစ်ဂိမ်းဆော့ပြီးတော့တဲ့မီးတောက်လေးတွေကိုဆွေးရမှာဖြစ်ပါတယ်ကဲပြီးတော့ရင်တော့သူ့အနေနဲ့ ဒီအမြင့်ဆုံးစိန်ခေါ်မှုပေါ့နော်ဒီအမြင့်ဆုံးစိန်ခေါ်မှုကတော့ပါလဲဆိုတော့တော့တောက်ကြနေရနေတနင်္ဂနွေနေ့အထီပဲဒီအီဗန်ကလုံလို့ရတာကျန်တဲ့ကျန်တဲ့ချိန်လေးလုံလို့မရအောင်တော့ပါလဲဆိုတော့အဓိကအားဖြင့်ဒီကြော့ဂိမ်းဆော့လို့ရှိရင်ပေါ့နော်ဒီမှာကြော့ကလန်ရွေးလို့ရတယ်ဘယ်ကလန်မဲဝင်ဝင်ဒါတော့အဆင်ပြေပိတ်ပြီးတော့ရှော့မရှိဘူးအဓိကအားဖြင့်ပြောချင်တာကအဲဂိမ်းထဲမှာလော့ပေါ့နော်လော့ကကျွန်တော်တို့ဒီ မာတာရာပုံစံပြောင်းသွားတယ်ဗောနော်အဲ့မှာလော့ကိုကျွန်တော်တို့က10ကျင်းတက်ပါတို့15ကျင်းတက်ပါတို့အဲ့အကျင်း20တက်ပါတို့တာမျိုးတွေလောက်ရမှာဗောနော်အဲ့အမျိုးလေးလောက်ရုံပဲတိတ်ပါမှထွတ်တိတ်တို့အများကြီးမခတ်ဘူးသွားနေတိုင်းတောက်ကြနေရနေပြီးတနင်္ဂနွေနေ့အထိအများအားလောက်ရုံပဲဗောနော်ပြီးတော့ရောအထူးလေးကျင်းအထူးလေးကျင်ရင်ဒီနေရာမှာတခုပြောချင်တာကအဲကန်ဂျစ်စုလေးကျင်ရင်နင်ဂျစ်စုရယ်ထရန်ဂျစ်စုရယ်ဆိုပြီးတော့လေးကျင်ရင်၃ခုရှိတယ်ဆိုတော့ပထမအုံးဆုံးလေးကျင်ရင်တခုပြောရကြတော့ဒီကန်ဂျစ်စုလေးကျင်ရင်ပဲအချမ်းတစ်ချက်သွားမယ်ပေါ့နော် အဲသူကတော့ဒီနေရာမှာပါလို့ရတယ်ဆိုတော့ကွာချားချက်တွေကိုသူကရွေးချယ်ရတာဥပမာဆိုလို့ရှိရင်အဲကျော်ဒီပုံနှစ်ပုံကိုကြည့်မယ်ဗောနသူတတ်မှတ်ထားတဲ့အချိန်60စက္ကန့်အတွင်းမှာဗောနဒီပုံနှစ်ပုံမှာပါကွာလဲဆိုတော့ကျွန်တော်ကြည့်ရတာဥပမာဆိုဒီမှာလက်တင်းမတူဘူးအဲပြီးသွားပြီဆိုလို့ရှိရင်ဒါတော့ကိုရွေးရမှာဗောနဒါတော့ကိုကြည့်ပြီးတော့ရွေးပြီးတော့မှလောက်ရမယ့်အရာဗောနဒါတော့ကျွန်တော်အနေနဲ့အများကြီးပါပြီးတော့ပြပြလို့မရသူအနေနဲ့3ခုရွေးရမှာဗောန3ခုဆိုတော့ကျွန်တော်ဒီမှာချက်ရှာလိုက်အောင်မယ်အင်းဘနာလေးမှလည်းဆိုတော့ ဒီကောင်ကကြောင့်အမှန်တကယ်ဆို TikTok ပေါ်မှာသူများကြီးတင်ထားပေးပြီးသွားပြီကြကျွန်တော်ကမကြည့်ရသေးလို့ပေါ့နော်။ Okay ဆိုတော့နောက်တစ်ခုကဘယ်နားမှလဲတော့ကျွန်တော်လည်းမတွေ့ဘူး။ဆိုတော့နည်းနည်းလောက်ကိုရှာပေးကြအောင်ကောင်းကြီး Okay အဲခဏလေးခဏလေးခဏလေးအင်းဒီကောင်ကဘယ်နားမှကြွားနေရလဲဆိုတော့တော်တော်ရှာတာပဲကွာကောင်းတော့နည်းနည်းစာအမှန်တရား TikTok သွားကြည့်လိုက်ရင်ကောင်းကြီး Okay အဆင်ပြေတယ်အခုလောလောဆယ်မတွေ့သေးဘူးလို့နော်စိတ်တည်းလည်းငြင်းရတယ်။ Okay အဆင်လေးပဲဟင်မတတ်သေးလား။မတတ်သေးပဲနေလိုက်တော့မဟုတ်ဘူးကွာ။ လက်သေးမဟုတ်ဘူးကွာဘာလည်းမသိဘူးကွာအမီလားအမီလည်းမဟုတ်ဘူးအထားလိုက်တော့ကြောက်မယ်ရှာလို့မတွေ့ခဲ့ဘူးပေါ့နော်ဒါဗီဒီယိုလုပ်နေရလဲပါဆိုတော့ဗီဒီယိုလုပ်နေတဲ့အတွက်ကြောင့်နေနဲ့ရှာလို့တော့မတွေ့ခဲ့ဘူးပေါ့နော်ကဲဆိုထားလိုက်တော့အဲဒီမှာတော့ဒီနေရာမှာတော့ကျွန်တော်တို့အောင်မြင်သွားပြီဆိုလို့ရှိရင်တော့သူ့အနေနဲ့မီးတောက်လေးတွေရမယ်ပေါ့နော်ဆိုတော့အဲ့လောက်ပဲကျွန်တော်ရှင်းပြမယ်ကျွန်တော်ရှာရတယ်နည်းနည်းမျက်စိရလည်းတင်းမကောင်းဘူးပြီးတော့ဗီဒီယိုလုပ်နေရလဲတပိုင်းပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ပြီးတော့ကျွန်တော်ဒီ Ninja Suit Training ပဲခြံသွားမယ် Ninja Suit Training မှာတော့သူ့အနေနဲ့သူပြတဲ့ ဟန်စတိုင်လေးလို့ကျွန်တော်တို့ကလိုက်ကြည့်ပြီးတော့လိုက်လို့ရုံပဲပေါ့နော်ကျွန်တော်လက်ရုံပဲဥမာဆိုလို့ရှိရင်သွားဒီပုံလေးပြလိုက်ဒီပုံလေးနဲ့နေပင်တာလေးကိုနေမယ်ပင်တာမျိုးလေးနေမယ်အဲပြီးွားရင်ဟိုဘာသာပြန်ပွင့်မယ်โอเคโอเคအော်ပြီးွားပြီโอเคအဆင်ပြေတယ်သူ့နေနဲ့ဒါကတော့နည်းနည်းလွယ်တယ်လို့ပဲဒါမှတလားဒါကတော့ရရှိတာဆိုလေ့ကျင့်အမှန်များတန်းပွိုင်းအေးအဲ့ဒီတန်းပွိုင်းလေးနဲ့ကျွန်တော်တို့ကမိကြောက်လေးတွေစုရမှာဖြစ်မှာအဲအဲ့လိုမျိုးလေးပေါ့နော်နောက်တစ်ဆင့်နေလေအဲ့လိုမျိုးဟန်စတိုင်လေးတွေလောက်ရုံပဲဒါကတော့ကျွန်တော်တို့မျက်စိရတော့တိတ်မကောင်းတော့ဘာသာတို့တိတ် ဟိုအများကြီးမလုပ်ပြတော့ဘူးเนาะပြီးတော့ရင်တော့ကျွန်တော်ဒီ transition suit လေးအကျင့်ရေးပေါ့เนาะသူ့အနေနဲ့ဒီထဲမှာကျတော့စက်ကြလေးတွေပေါက်အောင်ပေါ့เนาะဒါကတော့ဟိုနာရူတိုဟိုအဖြစ်တယ်ပေါ့เนาะနာရူတို bike အပြည့်ရအောင်ဟိုစက်ကြလေးဒါလေးတွေပေါ့เนาะဟွန်းတော့ဘယ်လိုပြည့်ရတာလဲတော့မသိဘူးပေါ့เนาะဒါမဲ့သူများကြီးပြောတာတော့ဒီ coin လေးတွေကိုရအောင်ယူအောင်ပြောလဲမသိဘူးအကောင်အကောင်နဲ့ပြစ်လိုက်မယ်ပေါ့နော်ခဏလေးပြီးမှကျွန်တော် brother ကိုရှင်းပြပေးမယ်။အင်းသူ့အနေနဲ့ကပြစ်တဲ့ပုံစံအရတော့နည်းနည်းလေးတော့ထိုးစမ်းတယ်ဒါမှမဟုတ်အင်း ားရှိတဲ့တော့အမတ်ရတယ်ဗောနော်အဲ့လိုမျိုးလေးပဲစမ်းပစ်ကြည့်ဒီပစ်တဲ့အပိုင်းကတော့ကျွန်တော်တိတ်ပြီးတခြားတော့မသိဘူးဒါပေမဲ့အဲ့လိုမျိုးပစ်သွားရမှာပဲလို့တော့ကျွန်တော်အနေနဲ့ထင်တယ်ဆိုတော့ဒီအပိုင်းကိုသိတဲ့သူတွေအနေနဲ့လဲကောမန့်လေးမှာတစ်ချက်ပြောခဲ့ပြီကျွန်တော်ကတော့ဒီနင်ဂျစ်ဆူရဲ့အဲဂျန်ဂျစ်ဆူရဲ့ပဲသိရဗောနော်ဒီထရန်ဂျစ်ဆူတော့ကျွန်တော်အနေနဲ့မသိဘူးအဲ့တော့ brother သိရလို့ရှင်းပြပါပြီကဲဆိုတော့ကျွန်တော်ရှင်းရပြောခဲ့တယ်လို့ပဲအဲ့လိုမီတောက်လေးတွေအကုန်စုပြီးသွားပြီဆိုလို့ရှိရင်တော့ပြင်ကျော်တော့ကဒီ point 1800ဗောနော်မီတောက်1800ဆုပ်ပြီးသွားပြီဆိုတော့ကျွန်တော်ကာရာရဲ့ skin ကို free ရရှိနိုင်မှာဖြစ်ပါတယ်ကောင်းကြီးတွေကဲဆိုတော့ အရင်ကမှ dry copy ရွှေ့ရှင်းပါတယ်ဆိုတော့ကျွန်တော်တို့ဘယ်လိုပြောရမလဲ ninja fight ရတဲ့ game လေးတွေစော့ရင်နဲ့ AC လေးပဲကို hack သွားလို့ရမှာဖြစ်ပါတယ်ဆိုတော့ second ရ point 1400ပဲရှိတယ်ဆိုပေမဲ့တော်တော်လေးကိုမှလာတဲ့ second အမျိုးအစားထဲမှာပါပါတယ်အဲဘာပဲပြောတည်ရမလား face skin ဆိုပေမဲ့ point 400လောက်ရတာလည်းမနေဘူးပြောမလို့ epic skin တောင်ဒါလောက်ကိုတန်ဖို့ရှိပါတယ်။အဲ free ရတာအပြင်ကိုမှနောက်ထပ်ထပ်ရဖို့ဆိုတာကတေချာတလောက်မရှိတော့ပါဘူး။သူလည်းဘယ်လိုပြောရမလဲ limited event စကင်ဖြစ်သွားနိုင်တယ်ဗောနအဲ့အတွက်ကြောင့်ယာတော့လေးမှယူရဖို့တက်ပဲကျွန်တော်နည်းနည်းအကြံပေးခြင်းပါတယ်ကဲကျွန်တော်ပြောမယ်ကျွန်တော်ရဲ့ channel ထဲမှာကျွန်တော် brother ကို giveaway ပေးထားသေးတယ်ဗောနအဲ့ဒီကကျွန်တော်အခုပုံလေးပြလာတဲ့ video လေးအဲ့ video လေးကိုကြားကြည့်လိုက်ပြီးတော့ brother တို့အနေနဲ့ giveaway မှာပါဝင်ကန်ဆန်းလို့ရမှာပဲဖြစ်ပါတယ် brother တို့ရေ